အကြားဆရာဆိုရင်တော့ဖိုးဖိုးကြီးရွှေမန်းဦးတင်ပါမြင်းဆရာဆိုရင်တော့ဖပေပေါ့တင်ဆရာဆိုရင်တော့ဖိုးလီချန်ဖြစ်ပါတယ်ဖပေကသူ့ရဲ့ပေါ့နော်ကိုပိုင်းစတိုင်နဲ့ထွက်ခဲ့တယ်အဲ့တော့ဖေဖေကမန်တိုင်းဘောတောင်းမတင်ပေးဘူးဆိုတာကလည်းတောင်းကိုငါတင်မောင်ဆမ်းမွေးရဲ့တာမင်းရွှေရတယ်မဖြစ်စေချင်ဘူးတဲ့ မင်းရွှေအောင်တင်ကမင်းရွှေအောင်တင်ကမင်းရွှေအောင်တင်ပဲဖြစ်စီခြင်းနဲ့ပေါ့နော်အဲ့အန်နဲ့ဖေဖေကတော့တင်တော့မတင်ကားပြရဲ့ကူဒါပေမဲ့ကိုထိမ့်သိမ့်နဲ့ထိမ့်တင်တဲ့ဟာကိုတော့ဖေဖေကတင်ပြခဲ့ပါတယ်ဒါဒီထက်စူးစမ်းမှရွှေမန်းကုန်ထိမ့်နိုင်မယ်ဆိုရင်အသိစိတ်လေးရောရှိရပါဘောဟုတ်ပေးတဲ့ကြည်အားလုံးမင်္ဂလာပါညာတားနာမည်ကတော့မေရှောင်းတက်ခေါ်ပါတယ်အဲဖေဖေတင်မောင်ဆွမ်းမွေးရဲ့တားပါနောက်ချစ်ပေးကြတဲ့အတွက်လည်းအရင်ဝတ်တာပါပါတယ် နေနေတော့အေးပုံလေးကြောင်းလာရပါတော့။ဒါပေမဲ့ဟိုတောင်းကိုတီးကြတဲ့ပြည်သက်တွေချစ်ပေးကြတဲ့ပြည်သက်တွေကတော့ကျေးဇူးတင်ပါတယ်။ပညာအရဆိုတော့ grade 7ရှိပါပြီလက်ရှိပေါ့နော်ဟိုပြီးတော့လည်းအကားတွေအစိုးတွေပါတင်နေပါတယ်ဗျာဟုတ်ကိုလေးချမ်းရဲတဲ့မှတ်တမ်းယူရတဲ့သူဆိုတော့အားရဲ့ဟိုဟို OI နဲ့ OI ဆိုရင်တော့နည်းနည်းဟို ည်းလည်းများရယ်ပေါ့နော်အဲ့တော့လည်းအဲ့လိုကြည့်ပြရတဲ့ပရိသတ်တွေအားလုံးနဲ့လည်းကျေးဇူးတင်ပါတယ်ဒါအခုဆက်လက်ပြီးစူးစမ်းနေပါတယ်အထက်ဘုံဘောင်းပေါ့ဟုတ်ပါတယ်အဲ့ဒီဟိုကတော့ Fully Chan ပေါ့နော် Fully Chan အရင်တော့ trainer ဦးပေါ့နော် vocal တွေပါ vocalist တို့ပါညာအဲ့ဒါကြီးဟို Fully Chan အဲ့ဒါနဲ့ train ခဲ့ပေါ့နော်အခုကျတော့ Fully ဟာငါ့ရဲ့မင်းကိုပေါ့နော် DO ကို မေအမွေအမွေတော့အဲ့ဒါတော့မဟုတ်ဗျာအဲ့လိုဒီအိုးနဲ့မေးလေးချင်းရမယ်ဆိုပြီးတော့ပြောတော့ဒါလည်းအဲဖိုးလေးနဲ့မနာပြောရပေါ့နော်ဖိုးလေးနဲ့ဒီ MRTV 4မှာလာမယ်တပင်ပွဲတော့စကားကန်ဒီမှာပို့ပြီးတော့ချက်ပြီးတော့ရင်းနှီးသွားပါတော့။ဒီတော့ဒါဖေဖေနဲ့ပဲနေရခါကြတော့ဖိုးလေးနဲ့တွေ့တော့တွေ့ရတယ်။ဒါပေမဲ့ဖိုးလေးကအချိန်ကကြီးရတူတရားပညာရှိရတူတရားဆိုတော့နည်းနည်းတော့ကြောက်နေပါတော့။ရှိန်နေပါတော့။အဲ့လိုဆိုတော့အရေးကြီးမပတ်သက်ဖြစ်ဘူး။အခုကြမှာဖိုးလေးက အဲအဲ့လိုမျိုးရှိပေမဲ့လည်းသူကဖိုးလေးကပျော်တတ်တယ်ပြီးတော့ဖိုးလေးကဖိုးဖိုးဘိုးဘိုးကြီးရွှေမန်းတဲ့မောင်ရဲ့အဲတားအငယ်ဆုံးလေးဆိုတော့ဟိုကလေးစိတ်ရှိရပါတော့အငယ်ဆုံးလေးစိတ်ရှိရောဒါကလည်းအငယ်ဆုံးဆိုတော့အဲခင်မိသွားကြရောဟုတ်အနိုင်ပါဘောနော်တားကအဲတားရဲ့အမတွေအကိုတွေရောရှိရပါတော့အဲဒါပေမဲ့အကိုတို့ဝင်းဝဲတို့အမတို့ဝင်းတို့ရှိရဲဒါပေမဲ့တားကဒီအနုပညာတပင်ဘက်ပေါ့နော်သူများရဲ့တားရဲ့တခြားအကိုတွေအမတွေကြတော့သူက လိုပြောမလို့စာဘတ်တွေပါရအရန်တော်ကြရဲ့အမေသားကဒီဟိုအမှုပညာရေးပဲဝါသနာပါဗျာဒီအမှုပညာတဲ့တော့မှာအတပင်ပေါ့နော်တမင်ကိုဝါသနာပါရဲ့ခါကြတော့သားကကိုလီချန်တော့ကလည်းသားကိုညှော်မှန်းထားပါတယ်ဒါအဲ့တော့အတွက်တော့ရွှေမန်းကိုရွှေမန်းပေါ့နော်ရွှေမန်းကိုဆက်လက်ထိန်းသိမ်းခြင်းနဲ့အတွက်ဒါဒီထက်အကောင်းကိုစူးစမ်းတော့ပါမယ်ဗျာဟုတ်ငယ်ရောဝါတက်တော့လေးပါအခုလည်းဝါပါသေးရဲ့ဘယ်လိုရှိလဲ ဒါ weight short လားဆိုတော့ weight တော့ဒါအမြဲစားရချက်တယ်ပေါ့နော် weight တော့မ short ဘူးဒါပေမဲ့ collagen ရဲ့အကတွေကဒါမနက်ပြောလိုက်မမီနိုင်ဘူးပေါ့နော်ကျိုးစားရုံးကအကရင်းနဲ့ပေါ့နော်အဲ့လိုတဖြည်းဖြည်းကတာများတော့ကြာသွားဗျာဟုတ်အမဒီလောက်ဝေးကြတာအတော်တော်ကရရနှစ်လသုံးလလောက်နဲ့ဒီလောက်ကြာသွားဆိုတော့ပြောတော့ပြောရရပေါ့ အဲ့ကြမှာလဲဝိတ်ချမ်းမှာပဲဒါလဲဟိုအကလိုက်ပါဆိုတော်တော်လက်လက်ကနေပါဘောနော်ဝိတ်ဒီပါအဲ့လိုလေးနေရဆိုရင်တော့ဒါပေမဲ့အဖေဖေဆိုရင်ဝိတ်အနည်းနည်း5ဘူးတယ်နည်းနည်း5ဘူးပဲဒါပေမဲ့အော်ဖေဖေက professional အကသမားတယောက်ဖြစ်တယ်ပြီးတော့တပေမှာလည်းနာမည်ရေးပြီးသားဟိုဝါရဲမိသားဆိုတော့သူကဖေဖေကတော့တော့ဖေဖေကဘလိုကကပေါ့နော်မောတော့မောတယ်ဒါပေမဲ့အကောက်အတွက်လက်ဆိုတာကားနိုင်တယ်ဒါကြောင့်အခုမှ junior ဆင့်ပေါ့နော် junior တော့မဟုတ်သေးပါဘူး ဲ့လိုအဆင့်မှာရှိနေတဲ့ခါကျတော့အဲ့လိုအနည်းချင်းလည်းမဖြစ်သေးဘူး professional အဆင့်လည်းမဟုတ်တဲ့ခါကျတော့ဒါကရဲဆိုတော့ပုံမှန်ကရင်တော့ငနေလေးတယ်အဲ့တော့ဒါမြမြ train မလို့ပါသေးရဲ့ညာဒါကြီးလာလို့ဟို train နေစ조사ပြီးွားလို့ရှင်တော့အဲပြည်သက်ကြီးကိုနောက်တဖန်ပေါ့နော်နောက်တဖန်အဲကောင်းတဲ့ season တက်ဆက်မှုတွေနဲ့လာခဲ့ပါမယ်လို့ဟုတ်လက်ဦးဆရာဆိုရင်တော့အဲကြားဆရာဆိုရင်တော့ဖိုးဖိုးကြီးရွှေမန်းဦးတင်ပါမြင်းဆရာဆိုရင်တော့ဖေဖေပေါ့ တင်းဆရာဆိုရင်တော့ poly chain ဖြစ်ပါတယ်အဲဖေဖေကတင်းတော့တင်းတယ်ပေါ့နော်ဒါပေမဲ့မနိုင်ပြောရင်ဖေဖေကသူ့ရဲ့ပေါ့နော်ကိုပိုင်စတိုင်နဲ့ထွက်ခဲ့တယ်အဲ့တော့ဖေဖေကမနိုင်ပြောတောင်းမတင်ပေးဘူးဆိုတာကလည်းတောင်းကိုငါတင်မောင်ဆမ်းမှုရဲ့ဒါမင်းရွှေအောင်တင်မဖြစ်စေချင်ဘူးတဲ့မင်းရွှေအောင်တင်ကမင်းရွှေအောင်တင်ကမင်းရွှေအောင်တင်ပဲဖြစ်စေချင်တယ်ပေါ့နော်အဲ့ဒါနဲ့ဖေဖေကတောင်းကိုတင်တော့မတင်ကားပြဲဘူး ဒါပေမဲ့ကိုထိန်းသိမ်းတဲ့ထိန်းသိမ်းတဲ့ဟာတွေကိုတော့ဖပြတင်ပြခဲ့ပါတယ်တကယ်အခုလက်ရှိပေါ့နော်ရွှေမန်းရဲ့အပုံစံနေအယူအဲ့လိုအယူဆတွေအကုန်လုံးတော့အခု condition တင်ပြနေပါတယ်ဘိုးဘိုးကြီးရွှေမန်းတင်မော်တော့ဖဖေတော်မမီခဲ့ဘူးပေါ့နော်ဒါပေမဲ့ဘိုးဘိုးကြီးရွှေမန်းဦးတင်မော်ရဲ့အော်ဩဇာတွေပြီးတော့ဝါတွေအဲ့လိုတွေက ဟိုမှန်တမ်းပြောရင်တားလို့ကြောက်တယ်ဗျာကြောက်တယ်ဆိုတာကဟိုအခုပေါ့နော်တားဆိုရင်လည်းဟိုဖိုးဖိုးရဲ့ရွှေမုန်းလေးပေါ့ရဲ့ဟိုဟာမမီနိုင်ဘူးပေါ့နော်မမီနိုင်ဘူးခါကျတော့ကိုရတဲ့နဲ့ရတော့လည်းပဲချိုးစားပါမယ်ဗျာဟုတ်အဲဇက်ထောင်းတာကတော့အခုကတားခဲပါသေးတယ် အခုဖေဖေနဲ့ဖိုလီချန်တို့နဲ့ပဲကပေါင်းမယ်ညဇက်ထောင်တော့တော့ဒါပညာရေးဘက်မှာထူးထူးပြီးဆိုတော့မှဒါဒီဇက်တပင်မှာဇက်ထောင်ပဲဖြစ်ပါတယ်ပေါ့ဟိုမန်တိုင်းပေါ့တော့မျိုးစဲတစ်ခုကိုထိမ့်သိမ့်ခုဆိုအရင်ခတ်ပါဗျာအခုဖိုးဖိုးကြီးရွှေမန်းဦးတင်မောင်ကဟိုအရန်ကိုတော်တဲ့တပင်နုပညာရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်ဟိုဖိုးဖိုးဦးချမ်းသာတို့ဖိုးဖိုးဆန်းဝန်တို့ဖိုးဖိုးဝေဖိုးဖိုးမျိုးဝေစသည်အဲဒါရဲ့ဖိုးဖိုးတွေပေါ့နော်ဖိုးဖိုးဆိုရင်လည်းတို့တော့တော့ဟိုဟာ ိုးတွေဆိုလို့ရှိရင်လည်းဝင်ပြီးခဲ့မှာပဲပေါ့နော်။ဘာလို့လဲဆိုတော့ပိုးပိုးကြီးရွှေမန်းဥတ္တမောင်ပညာကြောက်ဆရာကောင်းတာဟုတ်။အဲ့တော့ဖေဖေဆိုရင်လည်းအဲ့လိုရွှေငါရွှေမန်းကုန်ထိန်းသိမ်းရမယ်ဆိုပေမဲ့ရွှေမန်းကုန်ကြီးကအရင်ကြီးမားတဲ့ခါကျတော့လည်းနည်းနည်းတော့ဖေဖေလည်းဝင်ပြီးမှာပေါ့နော်အခုသားလဲရောက်ဆိုရင်လည်းဒါဒီထက်စူးစမ်းမှရွှေမန်းကုန်ထိန်းနိုင်မယ်ဆိုရင်အသိစိတ်လေးရောရှိရပါဟုတ် တောက်အိုးအငယ်စင်ငယ်ရာချစ်ပေးပြီးအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဆက်လက်ပြီးတော့လည်းအသက်ကြီးလာတဲ့အချိန်ကျရင်ဒါဒီထက်ကောင်းတဲ့အဲတင်ဆက်မှုတွေနဲ့များစွာ လာခဲ့ပါမယ်ဗျာ။ဟုတ်